ဆရာတော်ဘုရားတပည့်တော်အားယူပြီးစွာတောက်တာဝင်ပြုပါဘုရားပဋ္ဌပတိုင်းကြီးကိုတင် जा ပြီးတော်မူပါဘုရားပဋ္ဌပတိုင်းကြီးဟုတ်ပြီမနာရအကက်ခံတဲ့ပြင်ကတည်းမှเออยันတော်ရဲ့နှစ်တော့တော်ဟာတပတ်အတွင်းရောက်ရှိရမယ်ဆိုတဲ့တစ်ချက်ပေါ့เนาะဟုတ်ပြီအဲ့ဒီတို့ နတောတာဟတပတ်အတွင်ကမ်းမဲ့သူကပြည်ရှိနေရမယ်ဖြစ်တဲ့အတွက်နတောတာဟတပတ်တိုင်းတိုင်းလေးကိုဦးဇင်းဦးဇင်းတို့စာပေမှာလာတဲ့အတိုင်းလေးပြောပြမှာနော်အကယ်လို့ယဟန်ကထိုင်နေမယ်ဆိုရင်ပေါ့ယဟန်ကထိုင်နေမယ်ဆိုရင်ယဟန်ရဲ့တင်မဆုံးတဲ့တိုင်းရမယ်ယဟန်ထိုင်နေတင်မဆုံးတဲ့တိုင်းရမယ်ယဟန်ကမတည့်ရနေလို့ရှိရင်ခနောက်ဆုံးလေးနဲ့တိုင်ရမယ်။နော်။မှတ်တာနော်။ယဟန်တိုင်းတင်ပါဗျာ အတရနေရင်အမောဆုံးဟုတ်ပြီနော်ယဟန်ကလဲလျောင်းနေရင်နောက်ကဆွန်တဲ့တိုင်းပဲလဲလျောင်းနေနောက်ကဆွန်နော်ကမ္မဲ့သူကတော့ဒီကိုယ့်ရဲ့ကမ္မဲ့လက်နှစ်ဖက်ကိုဖြတ်ပြစ်ထားလိုက်ဟုတ်လားဖြစ်ပြီးအနည်းဆုံးအင်္ကာနဲ့နှစ်တော့တစ်ဘက်ကိုတိုင်ရမှာဖြစ်ကဲနားလဲလားအဲ့ဒါလေးပြောလိုက်နားလဲပါလားဆရာနားလဲယဟန်ကျတော့အတော့ပဲတက္ကာကျတော့အရှိပေါ့အဲတက္ကာ လန်ကမဲ့ဟုတ်တယ်လန်ကမန္တကိုဖယ်ပြီးအနည်းဆုံးအင်္ဂါနဲ့တိုင်ရဒီလိုညွန့်နေပေါ်နေဒီပေါ်ဥမာဥတင်ကထိုင်နေတယ်ဒီလိုထိုင်နေဥတင်ကတင်ပါအောင်ရှိတယ်ဒီဒကာမကြီးကကတ်မယ်ဆိုဒကာမကြီးတန်းနှစ်ဖက်ကိုဖျက်ဒကာမကြီးကနည်းနည်းငုတ်ပြီးကန့်ရင်ဥကောင်ကနီးနေမှာဟုတ်တယ်မလားအဲ့ဒီဥကောင်ကဥတင်အဲတင်ပါအောင်နဲ့နှစ်တောက်ထောင်တိုင်ရမယ်မဆုရမလားဟုတ်တယ်တင်ပါတယ်တင်ပါဗျာတင်ပါအကယ်လို့ယဟန်ကကောင်းငင်မှာတည်နေတယ်ဟုတ်လားဟာတကူအပင်ရရတယ်ယဟန်တို့ ကမ်းမဲ့သူကမြင်ကြည့်မှာပေါ့ဒကာမကြီးဟုတ်လားဒီလိုဆိုရင်ရဟန်းရဲ့နှမ်းယူမဲ့လက်ကိုဖယ်အနည်းဆုံးအင်္ဂါနဲ့တိုင်းရမြေမှာတည်တဲ့ကမ်းမဲ့ဒကာမကြီးကတော့အဲဥကောင်းနဲ့နော်နောက်တော့တော့ဟိုတော့တိုင်းရနားလဲပါလိတွေ့မှာဗျအေးအဲ့လိုတိုင်းတကယ်လို့ဟိုကမ်းမဲ့သူကကောင်းနေမှာပေါ့ဟိုမှာနတ်ကြီးကကောင်းနေတာနေပေါ်လာပြီးတော့အလားဥစဉ်တပါးကိုလည်းကဲဥစဉ်ကကောင်းဟိုမြေကြီးပေါ်မှာရက်နေတယ်ဒီလိုဆိုရင်အဲရဟန်းမြေကြီးမှာကမ်းမဲ့နတ်ကြီးက ကောင်းခဲ့မှာဟုတ်ပြီသူရဲ့နန်းကန်နဲ့လက်ကိုဖယ်လိုက်တယ်နန်းနန်းကန်သူကတ်မယ်ကတ်မဲ့လက်ကိုဘေးဖယ်သူ့ရဲ့အမိဆုံးအင်္ဂါနဲ့ယဟန်ရဲ့ဥကောင်းနဲ့တိုင်ရမယ်ဒါမြေကြီးအောက်မှာတည်တဲ့ယဟန်ဥကောင်းနဲ့နှစ်တော့တာဟာတစ်ပတ်ကိုတိုင်ရမယ်နားလဲလားဒီမှာဟုတ်ပြီအကယ်၍ယဟန်အတွင်းပေါ်မှာယဟန်ကအတွင်းပေါ်မှာရှိတယ်ဒါတွင်းနဲ့ပြောတော့ကတ်မဲ့သူကတွင်းထဲမှာရောက်နေတယ်အောက်မှာရောက်ဥကောင်းကအလုံးသမားတယောက်မြေကြီးတွင်းနဲ့ အဲ့တော့အရောက်နေတယ်သူကလည်းသင်္ကေတဘာကိုနမ်းမြင်တော့ဆရာတော်ဒီဘက်ကြောက်ပါဗျာဒီရေးတော်လေးဒါလေးကတ်ချင်မှလို့ရန်ပင်ပေါ်မှာကတ်မဲ့သူကတွင်းနေမှာအဲ့ဒါဆိုရင်အဲဘယ်လိုလုပ်မလဲဟောဒါလည်းဒီတိုင်းပါလေဟိုရဟန်းရဲ့လက်ကပ်ဘောက်ကိုဖယ်ပြီးအလီဆုံးအင်္ကာနဲ့တိုင်းမယ်အော်ကတ်မဲ့သူရဲ့ဥခေါင်းနဲ့တိုင်းလာတယ်ရဟန်းအောက်ရောက်နေဘယ်လိုလုပ်ရဟန်းတွင်းနေမှာဟောဒကာအပေါ်မှာရောက်နေဒီလိုပဲဒကာလည်းသူနန်းကန်လည်းလက်ကပ်ဘောက်ကိုဖျက်အနီးဆုံးအင်္ကာနဲ့ခြေတော့နဲ့ညီခြေတော့ပေါ့ဟုတ်မလား အဲရန်ကန်ကတော့ခုံးဆောင်နဲ့ပဲတိုင်ရမှာကဲနားလည်ပြီနော်နားလည်ပါပြီခင်ဗျာမရှင်းရင်ပြန်ဆွေးနွေးကြရမှာဟာရပါတိုင်ပြီနော်အတော့ဆောင်ပါလာတဲ့ဟာလေးဦးဇင်းပြောပြဆရာဆရာဟာတဘတ်ဟာတဘတ်ကဘာမှလို့ဘယ်လိုမျိုးလဲဟာတာပါတာဆိုရင်ဒီဘယ်လိုပြောမလဲဒီလက်ကွင်းပေါ့ကျောင်းလူဟာတာဒီလိုမျိုးပေါ့လက်ကွင်းလို့ခေါ်ပါတော့နော်ဟာတာပါတာဆို အဲအာအာအထာလည်းပါတာဆိုတော့ grade နဲ့ဟောရင်ပေါ့နော်အဲအဲ့လိုမျိုးသွားရင်ပေါ့အဲ့ဒီအဲ့ဒီနှစ်တောင်းတော့အဝဝိုင်းပေါ့အဲ့ဒီသဘောပေါ့အဲနှစ်တောင်းတော့အဝဝိုင်းပေါ့နည်းနည်းဝင်ရပါဒါဦးမင်းတို့ဟာတပ်ပတ်အကက်ခံရင်နှစ်တောင်းတော့အတော်ပဲရှိအခါလေးဆက်နှစ်တောင်းဟာတပ်ပတ်ဆိုတာ ရှိသေးတယ်အဲဦးမင်းတို့ပရိဝမာနတွေကြည့်ရင်ကျောင်းဝင်းအပြင်မှာပတ်ချင်တဲ့ခါကျရင်ဒီဌာနရန်ပကတ်တရန်ရဲ့ဒီ 生那道道，他他不给我们洗掉的，洗掉的，然后他该看哪了，那道法我不能。